2014ခုနှစ်အောက်တိုဘာလလောက်ကအင်တာနက်အသုံးပြုသူတွေကြားထဲမှာရေပန်းစခဲ့တဲ့ဒီနေ့အထိနဲ့နဲ့ဆန်းကျယ်စေဖြစ်နေတဲ့ပျော်ဆုံးမှုတစ်ခုရှိပါတယ်။သက်48နှစ်အရွယ် YouTuber တူဖြစ်တဲ့ Kenny Visha သူရဲ့ YouTube comment ခုကပေါ်ပြခဲ့တယ်။ I'm shake gifts with it. 2000 good music. ဒုတိယအချိန်ပြန်လဲရှာဖွေရင် ဘသူမှမထင်မှတ်ထားတဲ့အဖြစ်ဆိုနဲ့ကျွန်တော်တွေ့ခဲ့ရပါတယ်ဒီခီးစဉ်ဟာသူ့ရဲ့နောက်ဆုံးခီးစဉ်ဖြစ်လာခဲ့ပြီး Kenny V ရဲ့ကံစမာနဲ့ပတ်သက်တဲ့လေးခုနဲ့အများကြီးကိုခြံထားရခဲ့ပါတယ်အားလုံးပဲမင်္ဂလာပါရေထွေးစွာပြန်လည်ကြိုဆိုလိုက်ပါရစေ ဇပောစလီကိုနေအော်တိုဝါလာမှာအသက်59နှစ်အရွယ် YouTube video friendly တူတူဖြစ်တယ်ခင်းနေဗီချာသူစမ်းစွာပျော်ဆုံးခဲ့ပါတယ်သူက YouTube ပေါ်မှာ Snake Bimigi ဆိုတဲ့နာမည်နဲ့တောင်းတတာတွေတဲ့လေစူးစမ်းလာပြီကိုမှတ်တမ်းတင်ပြီးသူ့ရဲ့ channel မှာတင်လိရှိပါတယ်ခင်းနေရတဘာဝတောတောင်ထဲမှာထူးထူးခြားခြားအရှာတွေကိုရှာဖွေရတာမျိုးပျံကိုနှစ်သက်တဲ့သူတယောက်ပါတည့်ရမှာတော့သူ့ရဲ့ YouTube video တစ်ခုရဲ့ comment မှာသူဟာတောင်းတရင် ် MC Cape လို့ခေါ်တဲ့ဂူတကူကိုတွေ့ခဲ့တဲ့အကြောင်းပြောပြခဲ့ပါတယ်။အဲဒီဂူတွေကိုဝင်ရောက်ချိန်မှာသူ့ရဲ့ခန္ဓာကိုပြင်းထန်တယ်။ဆွမ်းရင်တစ်ခုဖြတ်တန်းသွားပြီးသူ့ရဲ့ခြေထောက်ကဖက်နဲ့တောင်တုန်ခါသွားတယ်လို့သူ့ရဲ့ကိုယ်မှမပေါ်ပြခဲ့ပါဘူး။ကိုကဝင်ခြင်းပေမဲ့ကိုခန္ဓာထပ်ဝင်မှုမတက်နိုင်ဘူးလို့သူပြောခဲ့တဲ့ကွန်မန့်တကြောင်ဟာလူအများရဲ့စိတ်ဝင်စားမှုကိုချီးကျဲဖန်ဆန်းနိုင်ရပါတယ်။ YouTube ပေါ်ကတခြားသူတယောက်ကဘာဖြစ်တယ်ဆိုတာတွားကြည့်ပြီးပြန်ရောက်လာပါလို့ သူ့ကိုကိုမန့်ရေးပြီးရင်တော့ခင်နီဟာတကယ်ပဲအဲ့ဒီ M-shaped cave ကိုပြန်သွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါဟာခင်နီရဲ့နောက်ဆုံးခရီးစဉ်ပဲဖြစ်လာခဲ့ပါတယ်။သူ့ချစ်သူ Sherry ကို Pig Green ရင်သွားကြချင်အရာခင်နီဟာ Camping Plan ရေစုခံနိုင်စွမ်းမရှိတဲ့တောင်တက်ဖက်နဲ့တစုံလက်သာထွက်သွားခဲ့တာပါ။သူကထုံးစံအတိုင်း GPS 4ရှေ့တန်းစင်ကိုရီးယားစတဲ့ PC ကိုလည်းရှူဆောင်သွားခဲ့ပါဘူး။ရှေရီယွန်ကသူ့ဟာဆွလာရတာကိုနှစ်သက်ပြီးရှုပ်ထွေးတဲ့ဒေါ်ရင်းမှာတော့လမ်းကြောင်းရှာရတာ ကျွမ်းကျင်သူတယောက်ပါလို့ပြောပြခဲ့ပါတယ်။ Kenny ပြောဆိုပြီးတဲ့နောက်မှာရဲဖွဲ့ဟာ Nevada ပြည်နယ် Chief Mountain တောင်တန်းနီးက Woodlaw Peak ဆိုတဲ့နေရာမှာရှာဖွေခဲ့ပါတယ်။တောင်ထိပ်သားမှာသူ့ရဲ့ဖက်နှက်တစ်ဖက်ကိုတွေ့ရှိခဲ့ပြီလေ။ Kenny ကိုတော့လုံးဝရှာမတွေ့ခဲ့ပါဘူး။မောင်းသူမဲ့တရင်တွေနဲ့ရှာဖွေခွေးတွေသုံးပြပြီးအနှံ့အပြားရှာဝေခဲ့ကြပေမဲ့ Kenny Beach ကိုတော့ဘလို့မှရှာမတွေ့နိုင်ခဲ့ပါဘူး။ ရန်ကိုအံ့ဩစရာကောင်းလာတော့ခင်းနီကိုရှာမတွေ့ခဲ့တဲ့အပြင်သူပြောခဲ့တဲ့ handshake gift ဆိုတာကိုဘယ်သူမှရှာဖွေတွေ့ရှိနိုင်နေမရှိသေးပါဘူးအချို့ကဒီအမှုကိုစိတ်မှုထမ်းခြင်းကဖြစ်ခဲ့တဲ့စိတ်ဒဏ်ရာ PTSD ဒါမှမဟုတ်တခြားစိတ်ပြည့်စုံမှုတွေနဲ့ဆက်ဆက်နေတယ်လို့ယူဆကြပါတယ်တချို့ကတော့အစိုးရနဲ့ပတ်သက်တဲ့ညှိုးစကန်တစ်ခုကိုဝန်ရောင်းမိပြီးထိခိုက်ခဲ့တာဖြစ်နိုင်တယ်လို့အမှတ်ယူကြပါတယ် အချို့အချို့သောယူဆချက်တွေကလည်းခင်းနီဟာ area 51အနီးနားကိုဝင်ရောက်မိပြီးမတော်တဆမှုတစ်ခုကြုံတွေ့ခဲ့တာဖြစ်နိုင်တယ်လို့ဆိုကြပါတယ်ဒါမှမဟုတ်သူ့ရဲ့သတင်းစကားကိုလူသိများအောင်လို့လုပ်ချင်တာဒါမှမဟုတ် viral ဖြစ်စေမှုသူ့ရဲ့ video တင်ခဲ့တာလားဆိုတာဖြစ်နိုင်ပါတယ်ဒါပေမဲ့တေးရတာတဖြစ်ပါတော့ Canivisha အထောက်စနေဘုံနဲ့ October လမ်းတယောက်တည်း truck ခေါ်သွားခဲ့ပြီးအခြားတက်တဲ့အထောက်ထားမရှိမဲပြန်ရောက်မလာတော့တဲ့နဲ့နဲ့ပျောက်ဆုံးမှုတစ်ခုဖြစ် ဒီနေ့အထိကျန်ရှိနေသေးပါပဲ။ Kenny Wish ဟာ MC Cave ကိုပြန်သွားဖို့ရည်ရွယ်ချက်ရှိရှိသွားခဲ့တာလား။ဒါမှမဟုတ်တကယ်ကိုပဲမတင်မှတ်ထားတဲ့အန္တရာယ်တစ်ခုနဲ့ကြုံခဲ့တာလား။သူကိုယ်တိုင်တနည်းအားကိုထွက်ပြေးတိမ်းရှောင်သွားတာလား။ဒီမင်းလုံးတွေကတော့ကျွန်တော်တို့ပြစ်သက်တဲ့ Kenny Wish ရဲ့ပျောက်ဆုံးမှုဟာစစ်စစ်တစ်ခုညီပါကြလာပေမဲ့ဒီနေ့ဒီအချိန်ထိလူဝဆန်းကျဲစွာကျန်ရှိနေသေးပါပဲ။သူတကယ်ပဲ MC Cave ကိုပြန်ရောက်သွားခဲ့တာလား။ ဒီမိကုန်းတွေရဲ့အဖြစ်ကိုဘယ်သူမှတိတိကျကျမသိကြသေးပါဘူး။ကျွန်တော်တို့လူလူသားတွေရဲ့စူးစမ်းလူစိမ့်နဲ့မဖြေရှင်းနိုင်သေးတဲ့တဘာဝရဲ့နှိဝတ်ချက်တွေကိုအများအားဖြင့်သတိပေးနေတဲ့သင်္ကန်းစာတစ်ခုအဖြစ်ကြံရင်နေသေးပါပဲ။ကျွန်တော်ရဲ့ channel လေးကိုအစင်းစားရည်တိရှိအပင်းအားစင်တာဖရိတ်တဲ့ရောက်ချင်းစီတိုင်းအထူးပဲကျေးဇူးတင်ရှိပါတယ်။